ဒီနေ့မှာတော့ကျွန်တော်အနေနဲ့ဒီ Binance application ကို desktop နဲ့ computer နဲ့ trade ချင်တဲ့လူတွေအတွက်ဘယ်လိုမျိုး Binance account ကနေပြီးတော့ချိန်လဲဆိုတာကိုကျွန်တော်ပြောပြမယ်။အရင်ဆုံး website ကနေပြီးတော့ Binance မှာသွားပြီးတော့ download လိုက် download ပြီးကျွန်တော်တို့ဒီ computer ထဲကနေပြီးတော့ဝင်လိုက်။ဝင်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီဘက်ဟုတ်ညာဘက်အဆုံဆုံးမှာ register ရဲ login ရဲဆိုပြီးတော့နှစ်ခုရှိတယ်။အဲ့မှာကျွန်တော်တို့က login ဆိုတာကိုတစ်ချက်နှိပ်ပေးလိုက်။နှိပ်လိုက်လို့ရှိရင်သူကဒီလိုပုံစံလေးပေါ်လာမယ်။ပုံလာလို့ရှိရင်ကျွန်တော်တို့ကဒီမှာရှိတဲ့ ပုံမှန်ကျွန်တော်တို့မေးတွေဖုန်းနံပါတ်တွေနဲ့ဖွင့်ထားရဲဆိုလို့ရှိရင်ကျွန်တော်တို့ password တွေရိုက်ချင်ဒီနေရာမှာဝင်ရမယ်ဒါပေမဲ့ကျွန်တော်ကအဲ့လိုမဝင်ဘူးဒီမှာ QR code ဆိုတာရှိတယ် QR code လေးကိုတစ်ချက်နှိပ်လိုက်နှိပ်ပြီးရင်ဒီလို QR code ပုံစံလေးပေါ်လာပုံလာပြီဆိုလို့ရှိရင်ကျွန်တော်တို့ကကျွန်တော်တို့ရဲ့ဖုန်းထဲမှာရှိတဲ့ Binance application ကိုသွားမယ် Binance application ကိုကျွန်တော်သွားမယ်ဆိုလို့ရှိရင် Binance application ကိုကျွန်တော်တို့ဖွင့်လိုက်ပါ Binance application လေးကိုကျွန်တော်တို့ရောက်ပြီဆိုရင်ကျွန်တော်တို့ account ရဲ့ဒီဘက်ဘယ်ဘက်အစွန်မှာရှိတယ်ကျွန်တော်တို့အချောင်းလေး၃ချောင်းရှိတယ်အဲ့အချောင်းလေး၃ချောင်းကိုကျွန်တော်တို့ တချက်နှိပ်ပြီးနှိပ်ပြီးပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ဘာပေါ်လာမလဲဆိုလို့ရှိရင်ခုနကျူအာကုတ်ကိုဖတ်ဖို့အတွက်ကျွန်တော်တို့ဒီမှာကင်မရာရိုက်တဲ့ပုံစံလေး scan ဆိုတဲ့အရာလေးပေါ်လာလိမ့်မယ်ဒီကောင်လေးကိုတချက်ကျွန်တော်တို့နှိပ်လိုက်နှိပ်လိုက်လို့ရှိရင်ပြီးရင်ဒီကျွန်တော်တို့ခုနတုန်းက dashboard ထဲမှာမြင်တဲ့ဒီပေါ် scan ဖတ်လိုက် scan ဖတ်လိုက်လို့ရှိရင်သူကကျွန်တော်တို့ဖုန်းထဲကိုဒီလိုမျိုး လာပြီးတော့ပြလိုက်မယ်ကျွန်တော်တို့ဝင်တဲ့ location ရဲ့ကျွန်တော်တို့ device အမျိုးစားရဲ့ပြီးရမှကျွန်တော်တို့ဒီမှာ confirm ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်အဲ့လို confirm ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့အကောင့်ကဒီထဲကိုဝင်ပြီးသားပုံစံရောက်သွားပါလိမ့်မယ်အားလုံးပဲစင်ပြေပါစေတကယ်တကယ်တခုခုလောရတာအဆင်မပြေဘူးဆိုလို့ရှိရင် comment မှာမေးခဲ့ကျွန်တော်နောက်ပိုင်းနေလဲဆက်ပြီးတော့ business နဲ့ပတ်သက်တဲ့ဥစ္စာတွေဆက်ပြီးတော့တင်ပေးသွားမယ်